ဟုတ်ပါရဲ့ Veronica ရဲ့ Two Channel Junior Feathers တော်တော်လေးကိုထီသွားပါရဲ့ဆယ်ဝင်ကတော့ Junior Feathers အနေနဲ့နောက်ပွဲပြန်ထိုးရမယ်ဆိုရင်အနည်းဆုံး3လကျော်လောက်ကိုအနားယူရမယ်လို့စည်းကမ်းသတ်မှတ်လိုက်ကြောင်းလေးသိရပါရဲ့ဆိုတော့အသက်16နှစ်အရွယ်လေးတော်တော်လေးလေးတနာဖို့ကောင်းနေအမှန်မှဆိုရင်เนาะတချို့သောပြည်သက်တွေကပြောဆိုနေကြပြီ Junior Feathers ကို Veronica လို့တကယ်ကိုမှ Wayne Fighter တယောက်နဲ့မသေးပြီးတင်သေးဘူးလို့ဆိုထားကြပါပြီဖြစ်ပါရဲ့ ခရိုနီကာကလည်းဂျူနီယာဖက်သစ်ရဲ့အခြေအနေတွေကိုကြားဟန်နဲ့တွေ့ပါတယ်နော်ပွဲအတွက်တကယ်ကိုကျေးဇူးတင်ပါတယ်တဲ့အမင်းကတမ်းမာပြီးတကယ်ကိုဆန်းဆောင်ရင်ကောင်းနေသူပါဒီအတွက်မင်းကိုအမှန်ကန်လေးစားမိတဲ့အသက်19နှစ်လေးနဲ့ဝမ်မာခနပွဲဆက်တိုင်နိုင်နေဆိုတာလုံးဝကိုအံ့ဩတင်စရာပါပဲတဲ့ပွဲတစ်ခုရဲ့ရလက်ကမင်းရဲ့ဖိုက်တာဘွားကိုမပြောင်းလဲဖြစ်နိုင်ပါဘူးဒိုင်ယာရီကလည်းမြန်မြန်ပြန်ကောင်းလာဖို့ပဲဆုတောင်းပေးပါတယ်ဆိုပြီးတော့ခရိုနီကာကလည်းဂျူနီယာဖက်သစ်ကိုအာဘစ်ကာဆိုလိုက်တယ် ဂျူနီယာဖဲဒက်စကာလီတီနေသူရဲ့တိုင်ရအခြေအနေတွေကိုပြည်သက်တွေကိုချပြပြီးတတော်လေးကိုစိုးနေတာဗျเนาะဂျူနီယာဖဲဒက်စကာလီအခုလိုမျိုးရလက်ဖြစ်လာမလိမ့်မယ်လို့သူအနေနဲ့မထင်ထားခင်မိဘူးပေါ့ဗျာသူရလက်ကောင်းနေမိလားပေးနိုင်တာကိုလည်းပြည်သက်တွေကိုတောင်းပန်ကြောင်းဂျူနီယာဖဲဒက်စကပြောသွားခဲ့တယ်သူရဲ့တိုင်ရအခြေအနေကတတော်လေးဆိုးသွားကြောင်းကိုပြည်သက်တွေကိုချပြခဲ့တာပြီဖြစ်ပါတယ်ကျိုးတော်သူတွေပြောတာကတော့ junior fitness ရဲ့မျက်လုံးနဲ့နှစ်ထဲမှာတော်လေးဝတ္တရာကြီးကြီးမားမားရသွားတယ်ဆိုပြီးတော့ပြောဆိုနေကြပြီဖြစ်ပါတယ် တန်းစင်တော့မျက်လုံးမှာเนาะ spot လေးတွေတွေ့တာ ਨੇ ပွဲထိုးခွင့်မရဘူး junior fighters နေနဲ့မျက်လုံးထံရရသွားတယ်ဆိုရင်လာပေါများစွာနားယူရမှာဖြစ်ပါ रे အခုအချို့သောပြည်သက်တကတော့ဝေဖန်သုံးသပ်နေကြပါပြီအခု one championship က time promotion ဖြစ်တာဖြစ်တဲ့အတွက်အခု bronica က time မလေးကိုအသေးမှုတ်လိုက်တယ်အသေးကျုံးလိုက်တယ်ဗောဗျာဆိုတော့နောက်ပွဲမှာ bronica ကိုတကယ်ကိုမှကျန်းတဲ့ fighter တွေနဲ့ပဲ ထိုင်းပရိုမိုးရှင်းဖြစ်တဲ့1 championship ကသေပေးတော့မယ်ဆိုပြီးတော့ဇိုးရင်နေကြရပြီဖြစ်ပါတယ်ဗျာ